စားဖို့တဲ့ချုပ်ခါဈေးကြီးတယ်ဆိုတော့မှ trend လုပ်ပြီးပြောခံရတာလေ international standard size နဲ့ပြန်တွက်မယ်ဆိုအပေါ်ပိုင်း small ဖြစ်ပြီး upper and large ဖြစ်နေတာပဲဟုတ်ကဲ့အဲ့လိုဖြစ်တယ်ရှိရအထူးသဖြင့်မြန်မာအမျိုးသမီးတွေကအဲ့တော့မြန်မာအမျိုးသမီးတွေအမှန်တိုင်းပြောရလို့ရှိရင်ဟိုခိုင်းတေးတင်တင်လုံလုံကားကားလေးပေါ့နော်အဲ့လို our class body တွေများတော့ဒီဘက်အမှန်တိုင်းပြောရင်တော့လေဟိုအစတော့ကတော့ပုံမှန်တွေ ိုးရောက်ကအကောင်လုံးတက်ကြီးလက်ကြီးလောက်ကြမယ်ဆိုပြီးတော့ကျန်တဲ့ရှစ်ယောက်ကအရန်ညီတယ်အမောက်ပဲအနောက်မှာကြံကြံခဲ့တာကြံကြံခဲ့တယ်ဆိုတာလေဟိုအလုံရှုပ်တယ်ဆိုတာထက်တချို့လူမှုရေးတွေသိရမလားဟိုပြီးတော့ကိုမိတ်ဆွေရဲ့အနီးကနှိပ်စက်တဲ့မှုတွေနဲ့ဘာကလရှင်မှာအစ်မလုံနိုင်မလုံနိုင်တော့ဒီပွဲမတိုင်ခင်လေးမှာထွက်ထားတဲ့ကလရှင်ငယ်ကထုတ်ထွက်ပြီးသားဟုတ်ပဲရှုမှပြရမယ်တဘောဖြစ်နေတာပေါ့လေဒါပေမဲ့ကံကောင်းတဲ့တစ်ခုက ဲ့ collection ကတော်တော်ကြီးတယ်ပေါ့နော်ထဲအရေးအတွက်ဒီ style look တွေအများကြီးဆိုတော့ဟိုတချို့ဟာလေးတွေကအကျန်နေသေးတာပေါ့နော် launch မလုပ်ရသေးဘူးဒီပြောင်းရသေးဘူးဆိုတော့အကျန်နေသေးတော့အဲ့လေးပဲပြပေါ့တကယ်တော့လည်းအလုံးအအစ်လုတ်ချင်နောက်တစ်စီစဉ်မိချင်တာပေါ့ခုတော့လည်းမမိလိုက်ဘူးပေါ့ဒီ color theme ကတော့ပြီးခဲ့တဲ့ cruise collection ဆိုတော့ဟိုဖြူတွေအပြားတွေများပါတယ်အဲ့ဟို natural color တွေများတယ်ဖြူတွေအပြားတွေလက်ပြားတွေ cruise collection ဆိုတော့လည်း ပြီးတော့ stripe လေးတွေစင်းလေးတွေပြီးတော့ cotton လေးတွေဟိုဘဘဝတ်လို့ရတာပေါ့နောက်ဆုံးကျတော့လည်းဘာမှပြမ for winter လည်းမရှိတလို့ရှာရတယ်ဆိုတော့အားလုံး spring summer အ cruise ဒီ collection လောက်ကိုပဲဒီမှာအဆင်ပြေအောင်ရသေးလို့နဲ့ကြိုင်အောင်ထုတ်ရတယ်ဆိုတော့ရှိရပါဘူး international client တွေတော့တော်လို့မရဘူးเนาะအဲ့ဆိုတော့ပုံရင် okay ready to wear ဆိုတော့လေ ready to wear ဟာဟိုဘယ်လိုခေါ်မလဲ မော်ဒယ်ဒီပုံမှာလာပြီးလာယုံနေမပြီးဘူးပေါ့နော်တကယ်ဝတ်တဲ့ဝတ်တဲ့လူတွေအတွက်လည်းအဆင်ပြေအောင်ကာစတမာလည်းအဆင်ပြေအောင်လို့ဝတ်တဲ့ကာစတမာအကုန်လုံးအဆင်ပြေအောင်လို့ထုတ်ရတာပေါ့အဲ့မှာတော့တို့ standard size တွေရှိတယ်ဒါပေမဲ့ပမာပြည်မှာတော့ပုံတော့ဘယ်လိုလုပ်လဲမသိဘူးဒါပေမဲ့ international standard size တွေလုံးလုံးမရမြန်မာဈေးကွက်အတွက်ဆိုရင်ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာအမျိုးသမီးတွေကအထူးသဖြင့်ပေါ့ဟိုအရအရအဖြစ်တော့မြန်မာကြီးကအရန်ပူတယ်ဒီမှာမပါဘူးကွာအရန်လည်းမသေးဘူးအဲ့တော့ ဟို international standard size နဲ့ပြန်တွက်မယ်ဆိုအပေါ်ပိုင်းက small ဖြစ်ပြီးအောက်ပိုင်းက large ဖြစ်နေတာပဲဟုတ်ကဲ့အဲ့လိုဖြစ်တယ်ရှိတယ်အထူးသဖြင့်မြန်မာအမျိုးသမီးတွေကခန္ဓာကိုယ်အချိုးအစား our glass ဖြစ်တာပေါ့နော်အဲ့တော့ခါတိခါတိတိ site ချက်အစ်တလောက်ပါကိုကူမြန်မာလက်တွက်ကို ready to wear ကိုမြန်မာ site ချက်အစ်တပြန်လောက်ပါအဲ့တော့မြန်မာအမျိုးသမီးတွေအမှန်တိုင်းပြောရလို့ရှိရင်ဟိုခါတိတိတင်တင်လုံလုံကာကာလေးပေါ့နော်အဲ့လို our glass body တွေမြင်ရတော့အဲ့လိုဖြစ်ပြန်တော့လေအားလုံးကအဲ့လိုပြန်လာဆိုတော့လည်းမဟုတ်ပြန်ဘူး ဲ့တော့ဟို international မှာလည်းရှိပါတယ်အဲ့ဒါဘယ်လိုလဲဆိုတော့တာမန်အမျိုးသမီးတွေရဲ့ဒါမှမဟုတ်ကာဗီဖြစ်တဲ့အမျိုးသမီးတွေအတွက်ဆိုတော့ဟိုအဲ့သူတို့အတွက် center size တတ်တတ်ရှိအောင်အဲ့တော့အမောက်တို့တွေကကြတော့ကိုယ်စီခွင့်နဲ့ကိုလိုက်ပြီးတော့မှဟိုပြန်ပြီးတော့ထုတ်တဲ့ ဒီဇိုင်းပုံမှာလည်းမူတည်တယ်နော်ဘုံနော်ဒီဇိုင်းပုံလည်းမူတည်ရအောင်ဒီဇိုင်းကလူကြီးတွေအတွက်ထုတ်မယ်ဆိုလို့ရှိရင်ခတ်ချောင်ချောင်ခတ်ပွားပွားနဲ့တက်တောင့်တက်တာပေါ့နော်ကိုရီလိုအရွယ်တွေဝတ်မယ်ဝတ်စားမျိုးတွေပေါ့သူတို့ကတော့ comfort ကိုပို့ပြီးတော့လာဖို့ထပ်ဖို့ဦးစားပေးတဲ့အရွယ်တွေပေါ့နော်အဲ့တော့လူကြီးဝတ်ထုတ်မယ်ဆိုရင်တော့ပို့ပြီးတော့ comfort ဖြစ်တယ်နည်းနည်းလေး size ကြီးကြီး size ပွားပွားလေးတွေဆိုတော့လူကြီးတွေအတွက်ကို plus size လေးတွေ plus size လေးတွေအတွက်ကြတော့ comfort ကိုဦးစားပေးဖြစ်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟိုလူငယ်တွေအတွက်ကြတော့လည်းခင်မိမိခက်ဆန်ဆန်လေးတွေဆိုလို့ရှိရင်တော့ high လေးတွေအပြက်ကလေးအဲ့ဒါတွေကြတော့လည်း size ကို ဟိုရွေးတဲ့အချိန်ကျတော့သေးတဲ့ size တွေဟိုများများထုတ်ရတာပေါ့ design ပုံမူဒီ design ပုံမှာ size ချက်ပါတယ် collection ပုံမှာမူတည်ပြီးတော့မှအဲ့လိုလုပ်ရတာဆိုတော့အားလုံးအစင်ပြေအောင်ခုတော့အစင်ပြေတယ်နော်ပြေတယ်လို့ပြောအောင်ပါပေါ့နောက်တစ်ခုကပုံတို့အန်ဘောက်တို့ဒီအသင်းဖွဲ့ရလူတွေရောကျန်တဲ့ designer တွေဘာမှဒီမှာကဟို ready to wear လုပ်တယ်ဒါပေမဲ့ workshop ကလည်းတခါတည်းအမှန်တိုင်းပြောရင်တော့တနေရာတိုင်းမှာရှိနေတာလေ site မှာ workshop ရှိတယ်အချုပ် site အချုပ်ခန်းမှာရှိတယ်အဲ့တော့ပြင်ဆိုလဲ မြန်မြန်ပြင်ပေးလို့ရတယ်အဲ့ဒါတော့ကျန်တဲ့ ready to wear သမားတွေထက်အသာရည်ချက်ပေါ့နော်ဟုတ်လားဟုတ်လားတို့တွေတစ်ခါလေးလို့ရာချက်ချင်းခါလေးလှုပ်လိုက်လို့ရပါတော့ဒီ alteration လေးကိုလှုပ်ပေးလို့ရတယ်ဆိုတော့လက်တိုးချင်တယ်ဆိုတော့တိုးပေးလိုက်တယ်ခါလေးချင်းချင်တယ်ဆိုတော့တိုးပေးလိုက်တယ်ဟိုကိုတွက်လည်းအပန်းမကြီးသလိုကစမ်းမကြတော့အရင်အဆင်ပြေတယ်ဥမာအရင်ခုနလို့ပေါ့အရင်အနေမြင့်ဆိုလို့ရှိရင် address တွေဘာတွေဘောင်းမီတွေဘာတွေကတိုးရှိဆိုလို့ရှိရင်လည်းကိုညှိပေးလိုက်တယ်အဲ့တော့ဟိုအမှန်တိုင်းပြောရင်တော့အဲ့ဒီ service တွေကတော့ဟိုဘယ်လိုခေါ်မလဲအဲ့တွက်လည်းအပေါ် charge မလုပ်ဖြစ်ကြတာများပါတယ်အဲ့လိုလေးပြင်ပေးလိုက်တော့တို့တို့တွေကပိုရောင်းရတာပေါ့ကစားမိုင်းလည်းပိုစင်ပြေတာပေါ့အမှန်တိုင်းပြောရင်အဲ့ဒါကြီးရလေတော်တော်ကိုစူးစမ်းလုံမှန်းယူတာเนาะပို့လုံးခဲ့တဲ့ဒီအလုပ်တွေကိုတို့တွေစာတူတူလုပ်ကြရတော့ငါဆိုရင်အမှန်တိုင်းပြောရင်အရင်တော့အမောက်ကမိတ်ကပ်ပါတစ်ဆိုတော့ဒီလုပ်တယ်မဟုတ်ဘူးပုံတော့ကအရင်လုံနေနေပြီပေါ့နော်အမောက်ကတော့သူတို့မျိုးစုံလေးလောက်ပဲလုပ်နေတဲ့အချိန်ပေါ့အဲ့လိုအချိန်မျိုးမှာကြတော့လူတွေက အဲ့ဒီခစ်တခစ်ရှိခဲ့တယ်ညငယ်နေပေါင်း20စိတ်ပေါ့ ready make ကိုမှအထင်ကြီးတဲ့ခစ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဆိုတော့ Emily hey အင်ဂျီလေးကိုလက်လာလေးချုပ်ပေးနော်ပတ်တရရလေး ready make လို့ပုံလေးတော့ Emily သူဟာ ready make တောင်မှဒီလောက်ပဲစီးပေးရတာသူတို့ချုပ်ခါဒီလောက်ပေးရသလားပေါ့အဲ့လိုပေါ့ customize လုပ်တာကိုတန်ဖိုးမထားတဲ့ခစ်လူတိုင်းကနိုင်ငံခြားလာတဲ့ ready make ကိုမှတန်ဖိုးထားပြီးဝတ်တဲ့ခစ်ကိုဒီဒီဇိုင်နာတွေအားလုံးကအောင်တော်မတွေအကုန်လုံးက ်တက်ညီလက်ညီစူးစမ်းပြီးတော့မှဟိုတော်လန်ခဲ့ရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်တော်လန်ခဲ့ရတယ်ဆိုတော့အဲ့တော့ကလည်းအမတို့တွေကိုတိုင်ကလည်းအခုလိုအစင်နဲ့ဝတ်ပီတာ ready to wear တွေပါနေလေမထုတ်ဖြစ်ကြသလိုအဲ့ဒီတုန်းကကြတော့လေအမနိုင်ပြောရင်ဒီလိုခစ်မီတဲ့ခစ်ဆန်တဲ့ဘောင်းမီတွေစကတ်တွေဆိုတာကလည်းအမျိုးသမီးတိုင်းဝတ်တဲ့အလေအထမရှိခဲ့ဘူးရှိသေးဟုတ်ခစ်မီတို့ခစ်ခစ်ဆန်တဲ့လူတွေပဲ ်ဝတ်တယ်များသောအားဖြင့်မြန်မာအင်ဂျီနဲ့ထမိန်ဝတ်တာဆိုတော့မြန်မာအင်ဂျီဆိုတာကလည်းခန္ဓာကိုယ်နဲ့အတိဝတ်ကြရတာဆိုတော့အားလုံးကအနီးနားရက်ွက်ထဲမှာဖြစ်စေထဲမှာဖြစ်စက်ချုပ်ဆိုင်တွေမှာကိုယ်နဲ့နီးစပ်ပတ်သက်ရာဆိုင်တွေမှာပဲကိုယ်တိုင်းနဲ့ချုပ်ဝတ်ကြရတဲ့ခေတ်ပေါ့နော်အဲ့အချိန်ဆိုတော့လေဟိုဒီဇိုင်နာတွေစီကိုသွားမရှိသေးဒီဇိုင်နာဆိုတဲ့ profession ကြီးတစ်ခုဟာမရှိသေးသလိုအဲ့တော့လူတွေကနိုင်ငံခြားလာတဲ့အဝတ်အစားတွေအချင်းကြီးတယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့မှ customize ready to wear ထပ်ပို့ပြီးတော့မှတပ်ဝရတာတံပိုးရှိတယ်တံပိုးထားတက်လာကြတာပေါ့အဲ့တော့လည်းအားလုံးကတော်တော်များများဟိုဘယ်လိုခေါ်မလဲပထမပိုင်းမှာစီးပွားမဖြစ်ကြပါဘူးဟုတ်တယ်လူတွေကဝါသနာအရပေါ့နော်အာပိတ်ဆာဖို့တဲ့ချုပ်ခဈေးကြီးရဲဆိုတာတော့မှ trend လုပ်ပြီးပြောခံရတာလေတကယ်တော့အဲ့ပိတ်ဆာယူတကယ်လို့ဒီဒီချုပ်ပေးတဲ့လူတွေကမချုပ်ထားဘူးဆိုလို့ရှိရင်အဲ့ပိတ်ဆာတွေပတ်ဖို့ပြီးတော့ထွက်သွားလို့မှမရတာနော်အဲ့တော့ပညာရှင်ရဲ့တံပိုး ဒီပညာကိုလေ့လာစီးပူးထားရတဲ့အဲရင်းနှီးထားရတဲ့အချိန်တွေငွေတွေပညာတွေပြီးတော့နောက်တစ်ခုကဒီအထည်တစ်ခုချုပ်ဖို့ဆိုတာနေရာလဲလိုသေးတယ်ဝန်ထမ်းတွေလဲလိုသေးတယ်နော်ပြီးတော့ဟိုအဖက်ဖက်က accessory စီအကုန်လုံးကိုလည်းအဲ့ဒါတွေလည်းတောင်းရသေးတယ်အုံနောက်လည်းတောင်းရတယ်အချိန်လည်းပေးရတယ်ဆိုတော့အဲ့ဒီဖန်တီးထားတဲ့ပညာရှင်တဦးတယောက်စီရဲ့အမှုပညာကြီးနဲ့ရင်းနှီးစိုက်ထုတ်မှုအများကြီးရှိတယ်ပေါ့နော်အဲ့ဒီရတံပိုးတွေပေါ့အဲ့ဒါတွေကိုကြတော့ လူတွေကကြတော့တွက်ဖို့ထက်ကစမာတွေကဟိုးလုံးမှာပေါ့လေနားမလည်ခဲ့ကြတော့အဲ့လိုမျိုးလေးရှိရပေါ့ဒါကလည်းကိုကတမူထားတာပြောပြရတာပေါ့ဒီကပြီးတော့အခုဆိုလို့ရှိရင် brand နဲ့အကောင်လုံးကဟိုဒီဘလော့ခ်ကောင်လေ behind the scene ရဲ့ဗီဒီယိုတွေလေတင်ကြတယ်တင်ကြတယ်ဆိုတော့အမောင်းလည်းတွေးမိတယ်ဘာလို့တင်တာလဲဒီဗီဒီယိုတွေကိုဆိုတော့ကိုနီးပညာတွေအကောင်လုံးကကြည့်လို့ရတယ်ကျခိုးလို့ရတယ်ယူလို့ရတယ်နေပညာတွေပြန့်ပေါ်ရတယ်ပေါ့နော်အဲ့မဲ့သူတို့တွေကလည်းလဲဟို ဖြတ်တစ်ဖြတ်လေးတွေပဲတင်ကြတာပေါ့နော်အဲ့မဲ့အဲ့လိုမှမတင်ဘူးဆိုလို့ရှိရင်ရုပ်တရက်ကြည့်လိုက်လို့ရှိရင်ဒါဘယ်လိုလုပ်ထားလဲဆိုတာမသိတဲ့အတွက်တမိုးပထတတ်ပုံ။အော်ဒီလောက်သေးစိတ်ပါလား။ဒီလောက်ချိန်ပေးရပါလား။ဆိုတော့ဒီပစ္စည်းတွေဒီလိုတွေသုံးရပါလားဆိုတော့သိရနားလည်လာတဲ့အချိန်မျိုးမှာမှအော်ဒါတန်မိုးထားတာကမှသိတယ်ဆိုတော့ brand တွေကသူတို့ရဲ့ဒီ behind the scene video လေးတွေဗာလေးတပ်ပုံလေးတွေတင်ကြတယ်။တင်ပြီးတော့ဒီ story ကိုပြောကြတယ်ပေါ့နော်။နောက်ဆုံးကြတော့လေ fashion က ဟိုတော်တော်များများဟိုဘယ်လိုခေါ်မလဲဒီဖန်တီးမှုရဲ့အပြင်ကိုသူ့ရဲ့နောက်က story telling ပေါ့ဒီ story ကိုပြောပြကြတာပေါ့လေအဲ့တော့တဖြည်းဖြည်းနဲ့လူတွေကအဲ့ဒီတံပိုးထားနားလည်လာကြတယ်ဟိုအားလုံးကိုဆိုလိုတာမဟုတ်ပါဘူးသိပြီးတဲ့လူတွေသိပြီးတယ်လို့ပေါ့နော်ဟိုဟိုတစ်ခါတလေအလံဝေးနေတဲ့ဒီ fashion နဲ့ပတ်သက်တဲ့ knowledge လေးတွေနဲ့အလံဝေးတဲ့ သူတွေလည်းတဖြည်းဖြည်းနဲ့ပို့ပြီးသိလာရင်းနှီးလာကြတာပေါ့အဲ့လိုလည်းတဖြည်းဖြည်းနဲ့အော်တိုဒီ fashion လောကကြီးကရှင်းတန်းလာတယ်လို့ပြောလို့ရတာပေါ့